အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube channel ကနေနေထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ Dolphin ပါအခုဖက်ပြမှာကတော့စိုင်းဆရာတိမ့်ဖင်မြင်ရေးသားထားတဲ့ထိုင်ဆရာတဏှာရလေတော့ဆိုတဲ့ဝိတုတပုတ်ကိုဖက်ပြမှာဖြစ်ပါတယ်နားဆင်ပြကြပါခင်ဗျာ The Whip 2ကိုတော့စိုင်းဆရာတိမ့်ဖင်မြင်ကရေးသားထားပြီး1900 89ခုနှစ်ဩဂုတ်လထုတ်ရှုမွားမြက်ကစင် အတွဲ37အမှတ်363တွင်ပေါ်ပြပါရှိခဲ့သည့်ထိုင်းစရာတနေရာရလေတော်ဝတ္ထုကို ပြန်လည်ပေါ်ပြပါသည်လို့យေတာထားပါတယ်ခင်ဗျာထိုင်းစရာတနေရာရလေတော့သူမူလာယာရုနှင့်အဆင့်မှာရုံးအကူဖြစ်လေသည် ထိုရာသူကိုတခါတော့ကပြတာဟူခေါ်ခဲ့ကြလေသည်ပြတာမှာမြန်မာစကားမဟုတ်တဲ့မြို့သားရေးဝါဒီတို့ကမင်းစီဟူဘာသာပြန်ခဲ့ကြ၏သို့တော်မင်းစီမှာဘျူကရက်အတုံးလုံးဖြစ်သည့်ဖြင့်ဒီမိုကရက်တို့ကယုံစီဟူပြုပြင်တည်ထွင်လိုက်ကြလေသည် တို့ဖြစ်လဲကျင်းနှက်ဖွယ်မရှိသေးစေဆိုဒီမှာအစီကံအစီအပါအခိုင်းစီစီလိုရာစီသွားစီလာစီလှုပ်စီစားသော စကလုံးများမှဆင်းသက်လာခဲ့သည်မဟုတ်ပါလောရုံးစီသည်လူတစ်ဖက်သားဤတိတ်ခါကိုကြဆင်းစီသည်ထို့ကြောင့်ရုံးလူလင်ဟုဘာသာပြန်ထားလိုက်ကြသည် သို့တော်တိုးတက်နေသောခေတ်ကြီးနှင့်အတူပြောင်းလဲလိုကြပြန်သဖြင့်နောက်ဆုံးတွင် ထိုယုံလုံသားယာဒူးကိုယုံအကူဟုထပ်မံတီထွင်ခေါ်ဆိုစီရလိမ့်သည်သို့တော်မိတို့ပင်ဝေါ်ဟာရီပြောင်းပြောင်းယုံအကူယာဒူးလုပ်ငန်းခွင်အဆင့်သည်အနှိမ့်ဆုံးအဆင့်ဖြစ်ပြီးလူနေမှုဘဝအခြေအနေမှလည်းအပြောင်းလဲမရှိပါသူသည်အနိုင်မခံအရှုံးမပေးတိုးတက်အောင်ယုံခံခဲ့လေသည်ယုံအကူလုပ်ရင်း အထက်လူကြီးတွေစေသမားကိုရုံးလုပ်ငန်းနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင်လုပ်ရင်းတစ်ဖက်ရေဝဲပေးရင်ရခင်ကပြည်သူဆိုင်ယခုတမဝရမဆိုင်မှာကုံဝင်စာအုပ်ထက်တန်းစီပေးရင်တစ်ချက်တစ်ချက်လက်နှိပ်ဆက်မှာတစ်လုံးစာနှလုံးစာတစ်ချောင်းစာနှစ်ချောင်းစာရိုက်နှိပ်ပေးရရင်လက်နှိပ်ဆက်အတတ်ပညာကိုတက်သွားကလက်နှိပ်စိတ်ဆရာဖြစ်လာလေသည်သူ့လုပ်ငန်းခွင်အဆင့်မှာလည်းအောက်တန်းစီဖြစ်လာ၏ သူဒီအောက်တန်းစည်းတာဖြစ်ပြီးရုံမှာသူတို့အချင်းချင်းကသူ့နာမည်ဖြစ်တာခေါ်ကြတော့လဲအရက်ထဲမှာတော့သူ့ကိုဆရေးကြီးဆရေးကြီးဟုခေါ်ကြလိမ့်ပြီဆရေးကြီးတဲ့အခေါ်တွေပြောင်းပြန်ပြီသို့တော်သူ့လူနေမှုဘဝအခြေအနေကမပြောင်းလဲသေးပါ စားမှုမှလည်းမပြောင်းဝိမှုမှလည်းမပြောင်းနေမှုမှလည်းမပြောင်းအနိစ္စအမြဲမရှိဟုသောတရားသည်သူ့အဖို့ဟုတ်မှဟုတ်ပါလိမ့်ရဲ့လားသို့တော်တရားတော်၌ဖြစ်သောသူ့တန်တရားမှသူ့တန်တရားမှအခြေအမြင်မရှိပါဘူး သူဘွားအခြေအနေဒီစုံယုတ်ပြောင်းလဲနေသည်မဟုတ်ပါလားစာဝတ်နေရေးများပို့လို့ခက်ခဲလာသည်မဟုတ်ပါလားတို့တဲ့ပြောင်းလဲခြင်းဒီလဲအနေဆာစုံယုတ်ပြောင်းလဲခြင်းဒီလဲအနေဆာပါတကားတို့တော်သူဒီအနိုင်မခံအရှုံးမပေးတိုးအောင်ရုံးကံရနေပေသည်ဘဝရုံးကံမှုကသူညံသူစရိုက်သူဒီသူ့လူနေမှုဘဝတို့ထက်ကောင်းမွန်လာအောင်နေမျိုးမျိုးရှာပြီးလမ်းသွယ်သွယ်လိုက်နေသည်နေမျိုးမျိုးလမ်းသွယ်သွယ်ဆိုတော့လေမယုံမသားမတရားသောနေလမ်းများမဟုတ်ပါ ူသည်တမာအာဇီဝတမာဝယမတရားတို့ကိုယုံကြည်လိုက်နာသူဖြစ်သူတို့ယုံမှယုံ အကူမူတယောက်ရှိသည်လက်ထောက်စာတွဲခံမှုဂျမတာလုတ်သည့်အခါလောက်ရပြီး စာကူးဆက်လက်ဒက်ဖရီလုတ်သည့်အခါလောက်ရသည်ထို့သူဤလာခသည်သူလာခထက်နေဤသို့တော်ထို့သူဤစာဝင်ရဲ့ခြေနေမှာသူထက်များစွာတာလွန်ကောင်းမွန်သည် ထမင်းဘူးချင်းရှင်မလားပစိုးအယောင်စင်ချင်းရှင်မလားအိတ်ခန်းချင်းရှင်မလားရှင်ချင်းဟာရှင်ထို့သူကတာဤထို့သူဤထမင်းဘူးတွင်ဟင်းနှက်ခွဲအမြဲပါသည်ငပိနှင့်တို့ဆရာချင်းတူုံတော့ထို့သူဤတို့ဆရာမှာဟင်းသိဟင်းရဲ့တွင် ဆုံဆုံလင်းလင်းဖော်ဖော်တည်တည်ရှိလာသည်သူမှာတော့ဟင်းတစ်ခွဲမှအနိုင်နိုင်ထို့သူဤပစိုးမှာအသည့်လင်းလည်းဖြစ်ရမည်တပတ်ရင်လင်းလည်းဖြစ်ရမည် သူပစိုးမှာတော့ဘယ်နှပတ်ရဖြစ်နေပြီမသိရှိနွမ်းနေပြီအကွက်မပေါ်တော့ပြီအချောင်ပင်မလွင်တော့ပြီ ထိုသူသည်အိမ်ပိုင်ရှိပြီးအိမ်ထဲမှာဝတ်ထည်ရနှင့်အိတ်ခမ်းဖွဲထားနိုင်သည် သူမှာတော့အိုးအိမ်မပိုင်ငါးထသောအခန်းချင်းကလေးတွင်ကျိုးတန်းသွဲဆောင်းဟောင်းလွားပြီးအိတ်ခမ်းဖွဲထားသည်သူတို့နေရောက်ဤလူနေမှုဘဝကိုထို့မြခြားနာရအောင် သူတို့၏အသက်မိုးဝမ်းကြောင်းမှု လုပ်ငန်းခွင်အခြေအနေကဘယ်လိုများခြားနာနေပါသလဲရုံးမှာတော့တိတ်မခြားနာပါ သူကအောက်တန်းစီရေးအဆင့်ထို့သူကရုံးအကူမှုအဆင့် သူအစဉ်ကပင်ထိုသူထဲမြင်နေသည်သို့တော်ရုံးပြင်ပမှာတော့ခြာနာချက်တစ်ခုရှိသူကအိမ်မှာဘာမှလုပ်ရမရှိတူလီမိုလီမန်ခိုရောင်းဝယ်လုပ်ခြင်းလုံးမသူဒီတခါတရံမလဲတာရေတူလီမိုနီမန်ခိုရောင်းဝယ်လုပ်တော့လဲအမြဲမလုပ်ရလုပ်လည်းမလုပ်ရထိုသူကတော့အိမ်မှာခြံဆိုင်တည်မွေးမြူရလို့သည်ထိုသူဒီရန်ကုန်တိုင်းငါတုံမြို့နယ်ရွှေနေသာချီပါအောင်စုပေါင်းကူချီရောင်းနေထိုင်သည် သူ့ဝင်သူ့ခြံကတတော်ကျဲသည့်ရရင်းကလည်းကောင်းသည်သူ့နေအိမ်ကမကြီးကျယ်တော့လဲမြို့ကအိမ်ခန်းများနဲ့စားတော့ချောင်ချောင်ချီချီများစွာရှိသည်ထို့ကြောင့်သူတို့လင်များမှာအိတ်ခန်းတည်တဲ့နဲ့ထိုသူ၏ခြံမှာဟင်းသီးဟင်းရဲတွေထွက်နေပြီ တရက်ပိန်းနှဲမလက်ကစတီတို့ဒီစာပြုနေပြီထို့သူ၏မွေးမြူရေးလုပ်ငန်းမှာအတော်အသင့်အချိုးဖြစ်နေပြီတနေ့နွားနုနှစ်ပိတ်သားသုံးပိတ်သားထွက်နေပြီချက်ကတော့တခါတခါအိမ်မှာစားတခါတခါဧည့်သည်ချွေရောင်းဖို့ရလို့တော့မထားပါအပြစ်မှာဝယ်မရလို့နဘူးနဆာလောက်ကအကျဉ်းလားဝယ်သူရှိမှမလွဲတာလို့ရောင်းရပါသည်ထို့သူ၏ဘဝအခြေအနေကိုသူအားမချပဲနေပါမလားအထူးသဖြင့်ထို့သူရဲ့လုပ်သည်တမအာစီဝါဖြစ်ပြီး ထို့သူ၏အာထုံမှုသည် တမာဝါယမအစစ်ကြီးဖြစ်သည်နှင့်သူသည်အားကြခြင်းဖြစ်ပါသည်သူသည်ထိုကဲ့သို့ပင်တောရမနေပြီးခြံလောက်ကရုံးတရံဆုံးဖြတ်ခဲ့လေသည်ထိုဆုံးဖြတ်ချက်ကိုရောက်အောင်ထိုသူကလည်းသူ့ကိုတိုက်တွန်းခဲ့ဤအချံပြေးခဲ့ဤဆုံးဖြတ်ချက်အကောင့်ထဲပေါ်ရန်ကူညီခဲ့ဤထိုသူ၏အကူအညီဖြင့်သူသည်ပေါင်းကူးချီးရွာညာနာရက်ကွက်တွင်ဧကဝက်ကျဲသောချက်မြေတစ်ခွက်ကိုဈေးပေါ်ပေါ်ကုန်ချစေရိတ်နည်းနည်းဖြင့်ရရှိခဲ့လေသည် သို့တော်သူသည်ထိုချမ်းမြေကိုချက်ချင်းပြောင်းပြီးမနေနိုင်သေးပထမထိုချမ်းမြေကိုကာရန်ရသေးသည်ထို့နောက်ခြုံတဲ့ပိတ်ပေါင်းတို့ကိုရှင်းလျရသေးသည်ပြီးတော့မြေကိုတူးဆထွင်းရသေးသည်နောက်ပြီးတော့ရှည်တွင်ထူရသေးသည်ဓာရီဓာရီပြီးတော့မှတစ်ပင်ဝါပင်ဟင်းသီးရွေပင်ဆက်ရမည်နောက်ဆုံးမှလူနေစရာတဲကလေးဆောက်ဝါမည်ခြုံရပြောရတော့ချက်ကလေးရဲ့လို့စပြပြီးတဲရင်ကလေးအစင်သည့်ဖြစ်တော့မှသူတို့မိသားစုတောရွာကခြံတို့ပြောင်းရွှေ့နေထိုင်ကြမည်သူရဲ့သူမိမရဲ့တာသမီ၃ယောက်ရဲ့ရှောက်ခမမုတ်ဆိုးမှကြီးရဲ့ ခြံဆောက်ပြီးမွေးမြူရေလုပ်မယ်ဆိုတော့သူ့ယုံချိန်မှာအပါလှုပ်အားပြင်သူ့မိမနဲ့သူ့ယောက်ခမမုတ်ဆိုးမချင်းလှုပ်အားနဲ့တမီးကြီးနှစ်ယောက်ရေလှုပ်အားကိုပါရင်းနှီးမြုပ်နှံနိုင်ပြီလေမြင်တူတဲတော်သားဖြစ်သူငယ်ဆုံးကလေးရတော့ဘာမှလုပ်နိုင်ဦးမည်မဟုတ်သေးပေါင်းကူးရွာမှာမူလာတန်းချောင်းရှိသဖြင့်တမီးငယ်နဲ့သားကလေးတွေအတွက်ပညာသင်ကြားရေးမခဲတမီးကြီးကတော့ရှစ်တန်းချောင်းသူဖြစ်ပြီးဆက်ဆက်ချောင်းထားလို့လင်းမင်္ဂလာဒုံဝါရလက်ချောင်းသူပို့ရလိမ့်မည်အဆင်ပြေလင်ပို့မည်အဆင်မပြေလင်ချောင်းတော်မည် ချမ်းမာမွေးမြူရေးအလုပ်တွေလုပ်ခိုင်းပြီးဒါလို့ပို့တမျိုးအခက်အခဲတွေကြောင်းဆက်ထားနေမိလေအတန်းတွေအများကြီးအောင်လဲအလုပ်ရချင်းမာရတာပြီးတော့သူတို့ယောက်ျားယူသွားရင်ပညာသင်ထားတာတွေအလကားဖြစ်ကြတာပဲယခုသူဒီတော်သွားချန်လို့မြို့ယုံတက်ဟူသောစီမံကိန်းကိုအာသွန်ခွန်တိုက်အကောင့်ထဲပုံနေလိမ့်ပြီတနင်္ဂနွေနေ့တိုင်းတော်သွအမှန်သွားသည်အခြားယုံပိရဲ့များတွင်လည်းရောက်အောင်သွားသည် တက်နိုင်နေစနေရင်ညကသွားရတော့မှအိတ်ဒီကိုချန်ထဲမှာတော့အိတ်ဆရာတဲ့အိတ်မဆောက်ပါသေးမအိတ်ရမိတ်ဆွေတူကြီးချန်တို့သွားရအိတ်ရသည်တို့ဖြင့်သူဒီရအားမထားအနားမယူတော့လုတ်သားကြီးတယောက်ဖြစ်နေလေပြီရက်အားမထားအနားမြူတော့လုတ်သားကြီးတယောက်နေနေသူ့မှာအတွေ့အကြုံတင်များရလေသည်စေဝင်စားဖွဲ့ကောင်းတော့အတွေ့အကြုံများဖြစ်ပါသည်ရှနေကတနင်္ဂနွေနေ့သူ့ချမ်းတို့သွားတော့နေ့ တောင်နေငနေနေတိုင်းရုံးပိနေတိုင်းမင်္ဂလာတုံနဲ့ထောက်ချံချားရှိသူချံတို့အကြောက်တော်ရသည်မှမလွယ်လာပါသို့တော်မလွယ်ကူသောအလုတ်ခက်သောအလုတ်ကိုဖြစ်အောင်လုပ်ရန် စိတ်ပိုင်းဖြတ်ထားပြီးပါပြီသူဒီမနဲ့အစောကြီးထရ၏မိမကလည်းအစောကြီးထเสียရ၏ကျုံသွားသည့်နေ့ဆိုရင်ထမင်းဆော့ဆော့ချက်ဖို့မလို့ယနေ့တော့ထမင်းအစောကြီးချက်ရသည်သူဒီလက်ဆွဲချင်းတော်ကလေးထဲမှာထမင်းပူးနေလဲဆရာအဝေမျက်နှာတုပ်ပေါ်ဝါနဲ့အချားအသုံးဆောင်လေးများထည့်ယူခဲ့သည် အိမ်မှထွက်လေတော့နနက်ခင်အလင်းရောင်ကောင်းစွာမလင်းသေးချေသူ့အိမ်နဲ့ဘက်စကားစိတ်ကမဝေးလာ၄-၅မိနစ်လောက်ရှောက်ရင်းဘက်စကားစိတ်တို့ရောက်၏ဘက်စကားစိတ်မှာအဝေးပြေးဘက်စကားများလည်းရက်သည်အနီးပြေးဘက်စကားများလည်းရက်သည်လဲကူပကိုးသွားမည်ဘက်စကားများတောင်းကလာမြောက်ကလာခိမာတီမေတာဝီစသောခရီးသို့သွားမည်ဘက်စကားများ အဝေးပြေးဘက်ကားကိုစီးလျင်ကားတစ်စီးနှင့်တစ်စီးအချိန်ကွာလာသဖြင့်၎င်းအင်းစိန်တညင်းကုန်းဘက်မှကွေ့သွားသဖြင့်၎င်းအချိန်ကြာသည်သို့သောဘက်ကားမပြောင်းရဘဲသူ့လိုရာဘူချံဝါမှတ်တိုင်သို့တောက်လျှောက်ရောက်သည်ဘူချံဝါအထိဘက်ကားစီးပြီးမှသူ့ချံကိုအယောက်နှစ်မိုင်ရှေ့လျင်လျှောက်ဝါမည်အနည်းပြေးဘက်ကားစီးလျင်တော့အချိန်မကြာလာသို့သောဘက်ကားပြောင်းဝါသည်သူတို့ဘက်ကားစိတ်မှကုတ်ကိုလန်းစုံသို့ဘက်ကားတထံကုတ်ကိုလန်းစုံမှ ကုတ်ကိုင်းလန်းစုံမှကမာရွတ်လဲလန်းတို့ဘက်စကားတတန်းကမာရွတ်ရဲစခန်းမှတ်တိုင်မှပူချံဝါမှတ်တိုင်တို့ဘက်စကားတတန်းသို့မဟုတ်ကမာရွတ်ရဲစခန်းမှတ်တိုင်မှဝါယာလက်ဘက်စကားကိတ်တို့ဘက်စကားတတန်းနောက်ပြီးတော့ဝါယာလက်ဘက်စကားကိတ်မှပူချံဝါတို့နောက်ထပ်ဘက်စကားတတန်းဘက်စကားတွေပြောင်းသွားသည်ကာကူကာပြောင်းဒုက္ခများလာသည် သူဒီအတွေ့အကြုံရအချိုးအပြစ်များကိုဆင်ခြင်ပြီးနောက် အနီးပြေးခြုံနှင့်အနီးပြေးအဝေးပြေးခြုံနှင့်အဝေးပြေးကိုစီးလေတော့သည်သို့တော်မကြာမိကမှဆက်၍အဝေးပြေးဘက်ကားသမားများ policy ပြောင်းလာသည်ကိုတွေ့ရ၏ဘက်ကားကိုရက်မပေးခင်ဘယ်လိုက်မလဲဟုမေး၏ထောက်ချဟုဘဲအဝေးသွားခီးတယ်မဟုတ်လင်ကားကိုရက်မပေးတော့ယနေ့သူသည်ဘက်ကားမှတ်တိုင်သို့သူများတကာထက်ဆွမ်းအောင် ဆိုပြီးလာခဲ့သည် သို့မှလူချောင်တက်သည် အစောဆုံးဘက်ကားကိုမိမိမဟုတ်ပါလား ို့တော့ဘက်စကားမှတ်တိုင်တဝိုက်တွင်ဘက်စကားဆောင်သူတွေတော်တော်များများရှောင်နေလိမ့်ပြီတချို့ကလွယ်အိမ်နဲ့တချို့ကအထုပ်ပိုးနဲ့တချို့ကလွယ်လက်ဆွဲအိမ်နဲ့တချို့ကလူလွတ်လက်လို့သူကတော့လက်ဆွဲချင်းတော့နေအတန်းကြာရက်ဆောက်လိုက်တော့အခါဘက်စကားတစီရောက်လာသည်တို့တော့ကုတ်ကိုင်းလန်းဆောင်သူမရောက်တော့နံပါတ်ခွန်ဘက်စကားဖြစ်နေ၍သူမလိုက်နိုင်ဆက်ဆောင်နေစဉ်ဘက်စကားတစီရောက်လာပြန်၏တို့တော်လူတွေအပြင့်ပါလာပြီးခြေချစရာအကင်တွယ်လိုက်စရာပဲနေရာမရှိတော့ကြောင်းသူမလိုက်နိုင်ဖြစ်ရပြန်ပြီ။ ထိုဘက်ကားမှတ်တိုင်မှာလူတယောက်များလိုက်မှတ်သွားရကားဆောင်သူပြိတက်ကတော့တိုးလို့သာလာသည်အတော်ကလေးကြာတော့ဘက်အဝေးပြေးဘက်ကားကြီးတစီရောက်လာသည်အဝေးပြေးကားကအနီးစီခီးတယ်ကိုခေါ်ဆောင်လေးမရှိတတ်တော့လဲခေါ်လို့ခေါ်ငါသူကစီတာသည် ကားကိုလိမ့်ယွန်သာလိမ့်မောင်းရင်စပယာကဘဲကိုလည်းဟူမေယာဘိုးချံဝထောက်ချံဟုသူက ပြောလိုက်လေသည်ဘက်စကားကြီးသည်သူ့ကိုမခေါ်ဘဲပကိုးကိုပကိုးကိုဟူသောအတန်နှင့်တူခက်မြမြန်လှိတ်သွားလေသည် ့အနီးရှင်ကားဆောင်ပေါ်အတော်ကြီးတယောက်ကအဝေးပြေးကားကိုအမှန်အတိုင်းမပြောရဘူးကွယ်ပကိုးလိုက်မလို့လို့လဲကူလိုက်မလို့နဲ့အတင်းတက်ရတယ်ကားပေါ်ကြမှာစင်းရင်ကြည့်ရှင်ကားပေါ်ရောက်တော့လဲမောင်းမချပါဘူးကွယ်ဟုအကျံပေးလေသည်ကားဆောင်သူအချို့သည်အထုပ်ဘိုးကိုမြေကြီးပေါ်ရည်ကြီးပေါ်ချကဆင်မြင်းတပြေထိုင်ရင်းစောင့်နေကြသည်တချို့ကတော့မတ်တိုင်အနီးခောက်တိုးခောက်ပြန်အေးအေးလူလူလမ်းရှောင်ရင်းစောင့်ကြသည် အချို့ကမူဘက်စကားလာမီဘက်သို့မျက်နာမူကမတ်တက်ရရင်စိတ်မရှိစွာစောင့်ချသည်စိတ်မရှိစွာစောင့်ရင်ကြာတော့မျက်နာများရှည်လာကြပုံပေါ်နေနံပါတ်၅ကြီးဘာကြောင့်မလာပါလိမ့်ခုတစုံတစ်ယောက်ကပြောလိုက်ရဟုတ်တယ်နံပါတ်၅ကြီးကျဲလိုက်တာဟုအခြားတစ်ယောက်ကထုတ်ပြန်လိုက်လေသည်ခဏကြာတော့ဟော့လာပြီလာပြီပြောရင်းဆိုရင်နံပါတ်၅ဘက်စကားနှစီ၈ဆင့်နောက်ဆင့်ရောက်လာသည်လူကတော့အပြစ်ပါပဲသို့တော်ဆက်ပြာကလူချောင်းနဲ့လူချောင်းနဲ့တက်ကြတက်ကြဝမ်းသာစရာချွန်ညာလေသည်ဟုတ်ပါရဲ့ တိုးဝဲစည်းစရာမတ်တရက်စရာနေရာ ရှိပါသည်သူတို့တို့တွေအပြေးလွှာတိုးရည်တက်ကြ၏သူသည်ဘက်စကားနှင့်နေစဉ်ဆက်ဆံနေရသူဖြစ်သည်ဖြင့်အပြေးလွှာတိုးတက်တက်ပြီဘက်စကားအပဝချေချမိသည်နှင့်အတွင်းမဲ့ရောက်အောင် တိုးဝဲဝင်တက်လေပြီယခုတော့ကုတ်ကိုင်းလမ်းဆောင်ထိသာလိုက်မိဖြစ်၍အတွင်းဘက်သို့မဝင်တော့ပြီခဏကလေးကြာတော့ကုတ်ကိုင်းလမ်းဆောင်သို့ရောက်သည်သူသည်ကားပေါ်မှဆင်ပြီးနံပါတ်16ကားဂိတ်သို့သွားရင်း ပြီးခဲ့တော့ဒီခရီးကိုကားဆောင်စီးမြင်အစားလမ်းလျှောက်လာခဲ့ရင်ပုံမမြန်ပေဘူးလားဟုအချိန်တွက်ကြည့်နေမိလေသည်နံပါတ်16ကားခေရောက်တော့ဘက်စကားတွေအများကြီးထိုးရထားသည်ကိုတွေ့ရသည်ထွက်မိကားကိုတက်စီးုံသာဖြစ်၏ဒီကားခေမှာတော့ဘရော့မဆူစိတ်အရာသည်လာမိကားကိုမျောမနေမျောမနေနဲ့လူချက်မှလည်းမပူရထိုင်စရာမရအောင်တော့ရက်စရာရသည်ဒီကားမှမထိုင်ရရင်နောက်ကားတည့်ရထိုင်လိုက်နိုင်သည် ို့ဖို့ဒီခီးတို့ကလေးမှာမတ်တရက်စီးရလဲကိစ္စမရှိရှစ်ခီးမှာတော့ကိစ္စရှိလိမ့်မည်ကမာရို့လဲလမ်းမှာဘူချံဝအထိ10မိုင်ကျော်တိခီးထိုင်စရာတနေရာတော့ရမှာဖြစ်လိမ့်မည် သူဒီနံပါတ်16ကားပေါ်မှာဆက်အေးလက်အေးထိုင်လိုက်ပါရင်နံပါတ်9ကားတွင်ထိုင်စရာတနေရာရပါစေကြောင်းဆုတောင်းနေလေသည် တက္ကသိုလ်အဓိပတိလမ်းထိပ်မှာအဝိုင်းကလေးနဲ့ကမာရုပ်အဝိုင်းကြီးချားရှိမတ်တိုင်တွင်ဆင်းလိုက်သောအခါ6နာရီထိုးပြီးလေပြီ။နွေရာသီမုတ်နဲ့နဲ့ခင်းလင်းရောင်သည်ဖြူဝင်းနေပါပြီ။6နာရီမခွဲခင်ဆိုရင်နံဖက်ကိုဘက်စကားများသည့်လူချောင်တက်ပါသည်။တခါတပြန်လေလင်ကားအိုဖြူဖြူဖြူညင်ညင်ကြီးတစည်းသည်မတ်တိုင်မှာရက်ဆောင်နေသည်ကိုတွေ့ရတတ်ပါသည်။သူသည်ထိုကားအိုကြီးကိုတွေ့လို့တွင်ကခက်သွဲ့လျှောက်သွား၏။ တသိဆိုင်ရှိကြတော့အပေါ်ပါသွားကျင်လာလေရာအပေါ်ပါသွားကျင်သောဆန္ဒနှင့်ကာဟုကြီးကိုမိကျင်သောဆန္ဒဆန္ဒနှစ်ခုကြားစိတ်တော်ကာရရသည်သို့တော်လမ်းမြော်ကြည့်လိုက်တော့မတ်တိုင်တွင်ဘာကောင်းမှမတွေ့မြင်ရသူသည်တသိဆိုင်ရှိကရင်မြောင်းတဲ့ဆင်းကအပေါ်တော်လိုက်၏ထို့နောက်မတ်တိုင်သို့အတော်နေခဲ့၏ပြုံးဆို အမတ်ကိုပက်စကာကြီးရောက်လာမှဖြင့်ကားပေါ်တွင်ထိုင်စရာတနေရာများမရလိုက်ဖြစ်သောမှဖြင့် ဘတ်ကားမတိုင်သူသူအမောတကောနဲ့ရောက်သွားချိန်တွင်ကားဆောင်သူတတော်များများရောက်နေနေကြပါပြီအမတ်ကိုဘတ်ကားကိုကအရှိအယောင်များမမြင်သေးချေဤကားလိုင်းတွင် ရခင်ကလေလင်ဘတ်ကားကြီးများပြေးဆွဲခဲ့ဦး၏ကားဖြူကြီးတွေလာလဲလာခြင်းနဲ့ခြေပြီးရှဲကနေရှဲကနေခလုတ်နေပြီးဖွင့်ပိတ်လုပ်ပြီးတော့ခောက်တကားကြီးများနဲ့ဖြစ်လေသည်ယခုတော့ထိုကားကြီးတွေဟောင်းမြင့်ပြည့်စည်ကုန်ပြီးအများအားဖြင့်မပြေးနိုင်ကြတော့ပြီ။ ပြင်းနေသေးသည့်လက်ကျန်အချို့မှလည်းဖုတ်ဖို့ကျနေချပြီတကားကြီးတွေကိုခလုတ်နေရဖွင့်ပြရင်မရတော့ပြီမပြင်းနိုင်တော့သောလေလင်ဘတ်စကားကြီးတွေနေရာမှာဟီနိုကားဖြူကလေးများဝင်ခဲ့ပါ၏သို့တော့အလုံလောက်တော့မဟုတ်သူဒီကားလာမလားကမာရွတ်အဝိုင်းကြီးစီတို့လမ်းလမ်းကြည့်ရ၏ကားဖြူကြီးတွေကိုမြင်ရတိုင်းအာတက်မိ၏သို့တော့ရင်းတို့က အင်းစိန်ဖဲသွားသောနံပါတ်၈ကားများဖြစ်နေသဖြင့်စိတ်ပြေရ၏နံပါတ်၈ကားကြီးတွင်၄၅၆စီးသွားပြီးမှနံပါတ်၉ကားတစီသူတို့ဘက်သို့လာလေသည်သူနှင့်တကွာကားဆောင်ချသူခီးတဲ့ပေါင်းသည်ကားပေါ်သို့တက်ရန်အသင့်ပင်စင်နေကြ၏သို့သောထိုကားသည်ထောင်ချံအရောက်သွားမိကားမဟုတ်ဝါယာလက်မှဂိတ်ထိုးမိကားဖြစ်သည်လူအများသည်ထိုကားပေါ်သို့တက်ကြ၏စပယ်ယာက၆နဲ့၆နဲ့တက်ကြထက်ကြဟု ဖိတ်မှန်တကားပြုသည် MMA 6ချောင်းကြီးကြီးရှိသည်ဟုဆိုရပါမည်ထိုင်စရာနေရာ မရှိတော့တော့လဲရက်လိုက်စရာနေရာတော့ကျန်ပါသေး၏သူဒီတီဝင်းနေဤထိုကားနေပင်လိုက်သွားပြီးဝါရလဲကြမှာကားပြောင်းစီကခီးဆက်လင်မကောင်းပါလားအများတွေကအပြေလာတိုးဝေတက်နေကြချိန်မှာသူကတိုးဝင်းနေတဲ့ဖြင့်ထူးဆန်းနေ၏သူ့အဖြစ်ကိုရင်ပြီးတော့ဒရိုက်ဘာကသူ့ကိုလဲမိလိုက်၏ဘဲသွားမလဲပူချင်ဝါခင်ဗျာ ီကားနဲ့ပဲလိုက်ခဲ့ပါလားဟိုကျမှထောက်ချံကဆက်စီဝါယာလဲရောက်ရင်ထောက်ချကန်တွေလူချုံသွားတာပဲဒရိုက်ဘာကြီးဖိတ်ခေါ်ချက်ကြောင့်အတက်ကကားပေါ်တရင်ဟန်ပြလိုက်ပြီးနောက်မှသူ့ဒီတူဝီသွားပြန်သည်တော့ပါတော့ဗျာထောက်ချံကအောင်ဆက်ဆောင်လိုက်ပါအောင်တူတူဝီဒီမှာကြောင်းမှမဟုတ်ပါ ုတခါတုန်းကဒီလိုပဲထောက်ကြကလာခဲသည်နှင့်ကျုံရဝိုင်ယာလက်ကိုတိုးတက်စီးသွားခဲ့သည်ဝိုင်ယာလက်ရောက်တော့မတ်တိုင်မှာအချာကြီးကားဆောင်လာသည်ရဲဆောင်လည်းထောက်ကြကားမလားထိုင်ဆောင်လည်းထောက်ကြကားမလားထို့ကြောင့်အဝေးပြေးကားတစီစီကိုပြေးသွားတာတက်ဖို့ကြိုးစားခဲ့သည်အဝေးပြေးကားကတက်ခွင့်မပေးထွဲကားထောက်ကြကားတစီရောက်လျာထောက်ကြကားစီတို့အပြေးကလေးသွားပြန်သည်သို့တော့သူကားပေါ်သို့မတက်နိုင်တော့လူတွေကပြုတ်သိမ့်ချက်သိမ့်နေသည် တကားဝါကိုပိတ်ဆို့ထားကြသည်ခြင်းနှင်းကိုမော်ချစ်တစ်ဖက်နင်းပြီးတွဲလဲခိုလိုက်ရန်ပင်နေရာမရှိဂျာကားဆိုတာကလည်းမရှိ ပုတ်ကလိကပိုင်းဂျာကားဆိုဒီမှာပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်သည်ထိုစဉ်တုန်းကသူသည်ဘက်စကာလောကကြီးတစ်ခုလုံးကိုတော်တော်စိတ်နာသွားသွားလေသည် စိတ်ဆိုးသွားလေသည်ထို့ကြောင့်သူသည်စိတ်ဆိုးဆိုးနှင့်ဘက်စကာလောကကိုတပိမောက်ကပိုချံဝထိလမ်းလျှောက်ခဲ့လေသည်ထို့အဖြစ်ပြက်ကိုတရိယာပြီးယခုလိုသူတွေ့ဝင်နေခြင်းဖြစ်ပါသည် သူသည်ဝန်ရလည်းဘက်စကာသမားဤဖိတ်ခေါ်ချက်ကိုလက်မခံဘဲထောက်ကြံကားကိုဆွဲကောင်းကောင်းနဲ့ဆက်ဆောင်လေသည် သူသူစောင့်နေရင်ယင်ချေးပွန်ရနဲ့ဖိတ်မှန်တကားပြုတ်လေတော့ဝါယာလက်ကားဒရိုက်ဘာအကြောင်းကိုစဉ်းစားနေမိသည်ဟိုးရှခင်လုံးကဘတ်ကားဒရိုက်ဘာနဲ့စပယ်ယာများသည်ခီးတဲ့ကိုဖိတ်ခေါ်ဖို့မပြောနဲ့အတက်နေကွေးသူများကိုပင်စောင့်မကောခြင်းမစောင့်ရုံမကအိုခြင်းငေါ့ခြင်းကြသည်ယခုမူသူတို့၏သဘောထားမူရအပြောဆိုရအတော်ပြောင်းလဲကုန်ချပါပြီကော တို့ကလေးတို့တို့ပြောင်းလဲခြင်းမှာစုပေးထံပေးစနစ်ချောင်းပေးလို့ခီးတဲ့တို့ဤအလုံးအချို့ချက်တီးစင်ရမှုကိုကရုဏာတက်လာချလို့ပြီးလို့ဆိုရှယ်လီအသိစိတ်ထက်တွေဝင်လာကြပြီလို့မပြောတတ်ပါတတော်နဲ့ထောက်ချံကမပေါ်လာသေးကားဆောင်သူလူတို့ပြည့်တက်မှာကများတတ်တယ်များလာ၏သူဒီကားဆောင်သူကိုအချင်းချင်းကိုချီပြီးလူတွေပါချောင်များတလောက်ခီးသွားကြပါလေဟုအံ့ဩစင်စားနေမိသည်ဟောထောက်ချံခါကြည့်လာပါပြီအီယာမလေလင်ဘက်ကဟောင်းကြီး ကားပေါ်ပါလာသောပရိသတ်မှာတော့ငပိတိတ်ငချင်းတိတ်စောင့်ဝအောင်ရတာကြာရသဖြင့်စိတ်တို့နေသောလူထုသည် အတင်းထိုးတဲကြသည် စပယ်ယာက အထက်ရအောင်ဝင်ကြပါခင်ဗျာ အထင်းမှနေရရအများကြီးရှိပါသည်ဟုအော်နေလေသည်သူသည်ကားချင်းနင်းခုံပေါ်ခြေတစ်ဖက်လမ်းတင်ထားပြီးလက်တစ်ဖက်ဖြင့်လက်ကင်ကိုဆွဲထားရင်းစပယ်ယာ၏အထင်းမှနေရရရှိပါရဲဟုသောစကားကြောင့်ကားထဲကိုလမ်းကြည့်မိ၏ ို့တော့သူရှိမှဘာမှမမြင်ရသူရှိကအစ်င့်အင်းနဲ့တိုးတက်နေကြတော့လူတို့ဤကြောကုန်းများဖေများနေကောက်ပူများကိုသာမြင်ရဤသူဒီလူရဲ့လူလဲလူရဲ့လူလဲဖြစ်ပြီးအားရှိဤသူကိုယ်လုံးကိုယ်ရေကလည်းကြည်ဤသူကိုယ်ရေကြီးနဲ့တဖက်တအားဖိက တိုးဤထိုအခါလက်တဖက်ကခြင်ထားသော သူချင်းနှောင်းသည် သူရှိကဝဝိုင်းဖက်ဖက်မိမကြီးတယောက်ဤဖင်ကိုဖိတိုင်မိလေသည် ိမကြီးကတိုးလိုက်ကြတာတော့တကယ်တည်းဟုဩလိုက်သည် သူဒီဘာမှပြန်မပြောဘဲဆက်လို့သာတို့သည်လက်ထဲကခြင်နှောင်းကိုတော့မိမကြီးဖင်ပေါ်ပြိမနေအောင်အောက်နှိတ်ကင်လိုက်သည် အောက်နှိတ်ကင်လိုက်ခါမှမိမကြီးတမဆုံအောင်ပေါင်ကြီးနှလုံးကြားထဲသို့ရောက်သွားလေသည်သူ့နောက်ကလူများကသူ့ကို တိုးနေကြသည်တယောက်တော့အသူသမားကရှေ့ကလူတွေအထဲဝင်ကြလေဗျတကားမှတကယ်ဝမှမနေပါနဲ့ဟုပြောက တအားဖြစ်တူလိုက်ရပြန်သည် သူကလည်းသူ့ရှိကမိမကြီးကိုဆက်တူရပြန်၏ထို့နောက်သူ့ချင်းနောင်ကထိုမိမကြီးပေါင်နှလုံးသားတဲ့သူနှက်ဆိုင်စွာဝင်သွား၏ထိုင်ကုန်တခုဤကျောမီနောက်မှ လက်ကင်တန်တုပ်ကို အမမီမကန်လမ်းကင်ထားရတော့ထိုမိမကြီးသည် နောက်ပြန်လဲကြည့်ကသူ့ကိုမျက်ဆောင်ထိုးလိုက်လေသည်အခြေအနေမှာချင်းတောင်ကိုချင်းတောင်ကိုဘေးဖယ်ပေး၍လည်းမရတောင်းပန်သည့်သဘောဖြင့်ပြုံးပြရည်လည်းမကောင်းလေသောကြောင့်သူသည်မိမကြီး၏မျက်ဆောင်ကိုမျက်နှာလွှဲပြရလိုက်ရလေသည်အောက်မှာရှိနေသောစပယ်ယာကကဲကဲတော်လောက်ပါပြီခင်ဗျာအပေါ်ရောက်အောင်မတက်နိုင်ချဘူးလေမင်းကြပါအခုလိုတန်းလန်းကြီးမနေချပါနဲ့လို့ပြောပြီးသူကိုယ်တိုင်ကားပေါ်သို့တက်လိုက်လေသည်ထို့နောက်ထွက်နိုင်ပြီးအကိုဟု driver ချအောင် ကြအောင်လမ်းအော်လိုက်လေသည်တွေ့ခိုက်ကားကထွက်လိုက်ရာမတ်တရက်ရွေလိုက်ပါလာသောလူသူပရိသတ်ကြီးတစ်ခုလုံးသည်ဤကနေတရားပေါ်တရားဖိမိထိမိတို့မိချလေသည်ကားထွက်လေသောသူသည်စိတ်သက်သာရာရသွား၏ကားပေါ်မှလိုက်ပါခွင့်ရတ္တိယတဏှာရပြီမဟုတ်ပါလောသူသည်တပြင်းတစ်ချက်ချလိုက်ပြီးနောက်အိုဒီဒီလက်ကြည့်လိုက်သည်ဒီထဲချောင်းတော်တဏှာချလို့ရငါစပရာသည်လူလူကြားတဲ့ကျွမ်းကျင်စွာတိုးဝင်ရင်ပတ်ဆက်ကကဲလက်မဲ့ဝဲချပါခင်ဗျာ အလဲကောင်ဝင်ကြပါခင်ဗျာအလဲမှာခြောက်ပါရဲဟုစော်ဩနေလေသည်သူသည်စပရာစော်ဩသည့်အချိန်အလဲကောင်ဝင်ရန်ကြိုးစားရုံခဲ့၏သူကမျက်နှာလွဲခဲ့သလိုသူကိုမျက်နှာလွဲထားလိပြီဖြစ်သောရှေးကမိမကြီးကို ခဲအမကြီးကိုကိုနည်းနည်းရင်ပြပါခင်ဗျာ ကိုကိုနည်းနည်းရင်းပြပါခင်ဗျာကျွန်တော်အလဲကောင်ဝင်မလို့ပါဟုတောင်းပန်လိုက်စပယ်ယာကလည်းအလဲကိုတိုးပြကြပါဟုကူညီပြောဆိုပေးလေသည်မိမကြီးသည်လက်ရှိရထားသောရတ္တရာတဏှာကိုမလွတ်တမ်းမြင်းမြန်စွာစုပ်ကင်ထားရမည်ဟုသောအသည့်ဖြင့်သူ့နေရာမှာမရွှေ့အလဲကောင်တို့မတော်သူ့ဝဝဖိုင်ဖိုင်ကုခနာကြီးကိုကခက်ရွရွရင်းလို့ပေးလိုက်လေသည်သူဒီလက်ဆွဲချင်းောင်းကိုမိမကြီးဤပေါင်းနှလုံးသားမှထုတ်ယူပြီးနောက်ရိမ့်ပေးလိုက်တော့မိမကြီးကိုခန္ဓာကို တည့်ရပူရကုန်းဆောင်ကကားလေကောင်စီတို့ခီးရှိကြည်တဲ့ခဲ့လေသည်ကားရီလေကောင်မှာသူနှင့်ပဝါတကန်းလက်တကန်းများသာဝေးတော်လဲတကဲ့ခီးရှိကြည်ပါသည်ရေကလူတွေကိုတယောက်ပြီးတယောက်တရွတ်ရွတ်နဲ့တေကပုန်ကကွင်းဆောင်ရှိတဲ့ရတော်ခီးရှိမယန်ကုန်းကိုကျော်တော့သူဒီကားလေကောင်တို့လျှောက်သွားလေသည်အနေအချင်းတော့ခြောက်သွားပါ၏လက်ကဆွဲထားသောချင်းနှောင်းကိုကျမ်းပြင်ပေါ်သို့ထားနိုင်ပါပြီ သူသည်လက်တစ်ဖက်ကမျက်နှာချက်ရှိလက်ကင်တန်းကိုဆွဲကင်ထားရင်အားသောလက်တစ်ဖက်ဖြင့်သူ့အင်ဂျင်အိတ်ထဲ၌ကကားခပေးရန်ပတ်စံထုတ်ယူလိုက်သည်။စပရာသည်အလုံးများနေ၏စစ်စစ်ငုံငုံလက်မှတ်ရောင်းပစံအကျွေအံလူရည်နေရချာချာအတဲ့အစင်လို့ဆိုကားထွက်ဖို့ကားရက်ဖို့အချက်ပြီး သူ့အနီးသို့စပယာရောက်လာသောအခါအသင့်ထုတ်ထားသောကားကားကိုပြလိုက်သည်စပယာ၏လက်ချောင်းကလေးတွေချားမှခောက်ရညက်ထားသောငွေစက်ကူကလေးတွေအတော်များနေလိမ့်ပြီးစပယာသည်တနစ်တာပေးသွင်းရမည့်ငွေကိုမနဲ့ပိုင်ကလေးကအပြစ်ရအောင်ကျိုးစားနေဟန်တူသည်သူသည်လက်မှတ်ဝယ်ပြီးနောက်ဟိုဟိုတီတီကြီးကထိုင်စရာတနေရာရှာနေလေသည် ကားပေါ်မတရားသေးခင်ကတော့ကားချင်နှင်းခုံပေါ်ခြေတစ်ဖက်ချစီရနေရာရှိသည်ကားချင်နှင်းခုံပေါ်ခြေတစ်ဖက်ချပြီးတော့ကားပေါ်ခြေစုံချပြီးရက်ရက်နေရာရှာရသည်ကားပေါ်ခြေစုံချပြီးရက်ရက်တနေရာရပြန်တော့ခြောင်ချသည့်တနေရာကိုရှာရသည်ကိုတော်သူသည်ထိုင်စီရတနေရာရှာနေရလိမ့်မည် ဘဲမတိုင်မှာစင်းမြစ်ခီးတဲ့ရှိတယ်လေဘဲခုံလက်မလဲကြည်ရသည်အကဲခရသည် နားဆွင့်ထားရသည် ရုပ်စွာအစုံထိုင်လိုက်ပါလာတော့ခီးတဲ့တူစင်ပြင်းနေပြီမထိုင်တော့ပဲအိမ်မငိုက်တော့ပဲလှုပ်ရွရွရဖင်တော့ချက်ချောလှုပ်နေသည်ကိုတွေ့ရလျင်ဖြင့်တတိပြုလိုက်ရသည် ထိုင်စရာတဏီယာရပါမည်အေးထိုင်စရာတဏီယာရှာရင်ကားပေါ်မှာလူမျိုးစုံကိုတွေ့ရ၏ညင်ညင်ပပနွမ်းနွမ်းနဲ့နဲ့ဝိစားစင်ရင်ထားသူမြတ် တန်တန်ပြင်းပြင်းလတ်လာပတ်ပလန်းလန်းဆန်းဆန်းကြော့ကြော့မမဝစ်စားစင်ရင်ထားသူများမျက်နှာတုပ်ပေါ်ပါခေါင်းပေါင်းထားသောလူကြီးတွေတက်ကလက်အိုးထုံးနေလူကြီးတွေပရင်နှစ်ထောင်းနေမိမကြီးတွေစိန်လာအုပ်တပြက်လာတလက်လက်တောက်ပနေသောနှက်ကန့်နေမိမကြီးတွေအုပ်လုံးသိမ်းစာပြပါဆန်ချနေမိကလေးတွေအိုမီဂါစပင်တဝဲဝဲနေမိကလေးတွေအပေါ်အင်ဂျင်နေလူငယ်တွေစပုရှက်နေလူငယ်တွေဖုံးကြီးရောမေတီလာရှင်ဘတ်ပန်မချန်တွေ့ရလေသည် ထိုင်လိုက်ရသူတွေထက်ထားလိုက်ရသူတွေကများသည်ထိုင်လိုက်သူတွေကတော့စိန်ပဲတချို့များအိတ်လုပင်လိုက်ပါလာကြသည်သူတို့ကားကိစ္စမှာကိစ္စဝတီလိုက်နေလိုက်ကြသူများဖြစ်ရန်ရှိအချို့မှာပေါင်တစ်ဖက်ပေါ်တခြားပေါင်တစ်ဖက်တွင် အခန့်သာခက်ချွန်ချွာစီးနေလိုက်ပါလာကြသည် ထလိုက်ရသူတွေမှာတော့ဒုက္ခပဲခြင်ချောင်းတီကိုစကားလုပ်ရင်မပြောပါ နေသားကြနေလို့တနည်းအားဖြင့်ရက်မနေရမကြခဏဟိုရွှေရဒီရွှေရဟိုဟာဆောင်ပြရဒီဟာဆောင်ပြရဇင်းသူဟာဇင်းနေလည်းကောင်းဇင်းသူဟာဇင်းနေလည်းကောင်းတက်သူဟာတက်နေလည်းကောင်းသူတို့အနေထားကိုတော့ရွေးချပြောင်းလဲစေတတ်သေးတာဖြစ်၏ ဟောမတ်တိုင်တစ်ခုတို့ရောက်လာပြီလူတွေအတင်းထူတဲ့ကြပါပြီ စင်းသူတွေကမစင်းရသေးသဖြင့်နောက်မှတဲ့ကြပါပြောတော့လည်းမရကားပေါ်ကပါလာတော်သူများသည်ကားကိုချက်ပြီးတော့ဒရိုက်ဘာကိုမချင်နဲ့ချင်ကြတော့လူထက်ခွန်နေသောစပယ်ယာကိုကန့်ကွက်ချင်ကြပြီသို့တော့ကန့်ကွက်ချင်စိတ်ကိုရင်ထဲမှမြုပ်သိထားကြရဤအကယ်၍ရှင်ဖွင့်ပြောဆိုကြပါမူစပယ်ယာကကိုချင်းစာကြပါခင်ဗျာကိုရင်ကားဆောင်နေရတော့ငါဆိုရင်ဒီလိုပြောမလားဗျာကျွန်တော်တို့ကားရမပေးလူမတင်ရင်ကျွန်တော်တို့ကိုဆဲ မှာမဟုတ်လားဟုပြန်လည်ပြောဆိုပေးလိမ့်မည်ထိုမှတ်တိုင်းမှာကားဆောင်သူအချို့တဝက်သာကားပေါ်သို့တက်နိုင်ပြီးအများအပြားချန်ရိခဲ့သည် စပယာကခီးတယ်များကိုတကားဝရင်ရက်မနေကြပဲအထဲဝင်ရန်စော်ဩပြန်သည်အချို့အကြားရှိသည်မြတ်နေရာသို့ဝင်ရန်ဝင်ပြီးရကြရာလဲညုံသည်ရှေ့ဆုံးခုံတန်းနှင့်ဒရိုက်ဘာခန်းချားတွင်လူတယောက်ရက်စရာကွက်လက်တစ်ခုရှိသည် ို့တော်ထိုထိုင်ကုန်တွင်အပေါ်အင်ဂျင်နီဘာနေစတိုင်ချာချာဝစ်စားစီရင်ထားသူတို့သည်ပေါင်တစ်ဖက်တွင်အခန့်သားထိုင်စီနေရထိုနေရာလွတ်သည်မလွတ်သလိုဖြစ်နေသည်စစ်ဗျာကအခန့်သားထိုင်စီလာသူကိုရည်ရွယ်၍ရှေဆောင်ကနောင်ကြီးခြေကိုအောက်ချပြီးခန့်ကျုပ်ကျုပ်ထင်ပြပါခင်ဗျာ။နောင်ကြီးရှင်မှာလူတယောက်ရက်လိုက်နိုင်ပါတယ်လို့မြစ်တန်ရက်ခံလိုက်လေသည်။ထိုသူကဘာမှမကြားတယ်လို့လို့နဲ့အခန့်သားထိုင်မြဲထိုင်ရရှိလေသည်။ဘေးကရက်လိုက် လာကြရသောခီးတယ်များသည်ထို့သူကိုညှဉ်းဆူ၍ကြည်နေကြလေသည်အခုဖက်ပြသွားတာကတော့ဆရာသိန်းဖင်မြင့်ရေးသားထားတဲ့ထိုင်စရာတဏှာရလေတော့ဆိုတဲ့ဝိတ္ထုရဲ့ပထမပိုင်းမြဖြစ်ပါတယ်ခင်ဗျာယခုလိုအချိန်ပြည့်နားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်အားလုံးပဲပေးရန်အပေါင်းခင်းဆင်ပြီးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ